အားလုံးပဲမင်္ဂလာပါရှင်။မြန်မာတရင်ကြာနေရဲ့မရှလာ၁၄ရက်နေ့ရေဒီယိုစစ်ဆင်မှုသက်ဆက်ပြောတော့မှာဖြစ်ပါတယ်။မိုင်းနာ KBC စစ်ဆောင်စကန်မှာ Wolfuck ကလာစင်ထောက်ပံ့ပေးတဲ့ဇာနရေးကထောက်ပံ့ငွေမရရှိတော့တာ၃လရှိနေပါပြီ။ကီနီပင်နေမှာစစ်ဆောင်၅တောင်းကနေ9တောင်းကြားရေရှားပါမှုတန်ကိုခန်းဆန်းနေရပါတယ်။ ရှမ်းမြောက်ကအနေဖြင့်အငင်းပွားမှုတွေကိုဗဟုအဆင့်ဆင့်တွေကိုအလုံဆောင်ပြီးလူထုတဘောချာရယူဖြည့်ရှင်မိန်လို့ဖော်ပြလာကြတဲ့အပေါ်အန်ယူဂျီကကြိုးဆိုလိုက်ပါရယ်။စားရတဲ့တင်းကိုတက်ဆက်ပေးတော့မှာပါ။ကျမတို့အစီအစဉ်တက်ဆက်သူမင်းနေဖြစ်ပါရယ်။မိုင်းနာကီဘီစီဆက်ရှောင်းစခန်းမှာဝော့ဖုတ်ကလာဆန်ထောက်ပံ့ပေးတဲ့စာနယ်ရေးခါထောက်ပံ့ငွေမရရှိတော့တာ၃လရှိနေပါပြီ။ထရီဆာကတက်ဆက်ပေးမှာပါ။ ဝိုင်းမော်မြို့နယ်မိုင်းနာကျေးရွာမှာရှိတဲ့ KBC စစ်ဆောင်စခန်းကပြည်သူအယောက်2000ကျော်ဟာဝေါ်ဖောကလဆင်ထောက်ပံ့ပေးတဲ့စားနပ်ရိက္ခာထောက်ပံ့ငွေမရရှိတော့တာ3လရှိပြီဖြစ်ပြီးအခက်အခဲတွေရင်ဆိုင်နေရပါတယ်။လဆင်လူရဲ့စီရင်လာောက်တဲ့အချိန်ဘလို့ကြောင့်ထောက်ပံ့ငွေမရှိတလဲဆိုပြီးမေးမြန်းတဲ့အခါဆက်လက်ထောက်ပံ့ဖို့အစီအစဉ်ရှိတယ်လို့သာပြောဆိုပြီးမဏိကဒီစင်ဘာလာကလေးကအခုထိထောက်ပံ့ငွေမရသေးကြောင်းနဲ့တခြားလူရှင်တွေလည်းမရှိဘူးလို့စစ်ဆောင်စခန်းတာဝန်ခံကပြောပါတယ်။ ကဲတဲ့ဆိုတော့ချက်အခုခက်ခဲလို့နဲ့အခြေအနေရောက်နေပြီအခုကျွန်တော်ကြားရတဲ့လောက်ကတော့တချို့ကဆံပြုတ်ပြုတ်တောက်တဲ့မိသားစုတော်တော်များတဲ့တဲ့အရင်ကအပြင်ထွက်ရှာဖွေစားလို့ရသေးတယ်အခုကတော့ဘဲမှသွားလို့မရတဲ့တချို့လူတွေကတော့စားရေးတောက်ရေးအရန်ခက်ခဲသွားပြီတနေ့တခြားဆူရွာလာတဲ့နိုင်ငံရဲ့အခြေအနေကြောင့်နေစာအလုပ်ဖြစ်တဲ့ပြန်နောက်လိုက်တွေလက်သမားလုပ်တဲ့သူတွေနဲ့စိုက်ခင်းလေခင်းတွေမှာအလုပ်လုပ်တဲ့သူတွေလည်းအလုပ်အကန့်ရှာပါလာပြီး ဝင်ငွေရဖို့နေလန်တွေလည်းမရှိတာကြောင့်အဆင်ပြေအောင်မျှဝေစားတောက်နေရတယ်လို့ဆိုပါတယ်။စကားအတွင်းတန်တိုင်းတပိုင်းဈေးဆိုင်ဖွင့်တာ ဆက်ချုပ်တာပေါ်မွေးမြူတာနဲ့သုံးပိမောင်းတာစတဲ့အလုပ်လောက်ကင်သူတွေအဖို့တော့အနေငယ်အဆင်ပြေကြပါမယ်အလုပ်မရှိတော့တဲ့မိသားစုတွေကလေးတကြီးရွယ်ဦးတွေနာသာရှိဖြာနာသူတွေရှိတဲ့မိသားစုတွေကတော့အခက်အခဲတွေပုံမိုးရင်ဆိုင်နေရတာပါဆစ်ဆောင်စကန်ကတာဝန်ရှိလူကြီးတွေအနေနဲ့လည်းစာနယ်ရိက္ခာကိစ္စကိုဖြေရှင်းနိုင်ဖို့စီစဉ်ဆောင်ရွက်ထားမှုတွေမရှိပါမယ်အခြေအနေအရစားစရာမရှိတော့တဲ့အခြေအနေကိုကြုံတွေ့နေရတဲ့မိသားစုတွေအနေနဲ့စကန်တာဝန်ရှိသူတွေစီ လာရောက်အကြောင်းကြားလိုက်ရင်တော့တနိုင်တဲ့ဘက်ကစီစဉ်ပေးဖို့စဉ်းစားထားတယ်လို့လည်းကြားသိရပါတယ်။လက်ရှိအချိန်မှာတနိုင်ငံလုံးတပြည်နယ်လုံးကပြည်သူတွေအလုံးခက်ခဲနေကြတဲ့အချိန်ဖြစ်တာကြောင့်အကူအညီတောင်းဖို့မဝင်ရဲပါမဲ့ဆေးဆောင်တွေကအချိန်ကြာလာတဲ့မျောတင်းချက်မိလာလေးဖြစ်နေတာကြောင့်တနိုင်တဲ့ဘက်ကဆက်လက်ကူညီပေးကြဖို့ဆေးဆောင်စခန်းတာဝန်ခံကဆေးဆောင်တွေကိုစားတောင်းဆိုပါတယ်။ Like I was saying, ီနံတပ်ပင်ကွမ်လိုက်ဝမ်ဆိုမှုလုံခဲ့တဲ့ဆယ်နှစ်ကျော်ကတည်းကကိုကြီးပေးခဲ့ကြတဲ့အတွက်လည်းအရန်ကျေးဇူးတင်ပါတယ်အခုလေကိုစီမရှိရနဲ့တနိုင်တဲ့လောက်လေးဆက်လက်ပြီးကုညီပေးမှကျွန်တော်တို့အစဉ်ပြေနိုင်မှာဖြစ်လို့ကုညီပေးကြပါအားလုံးဒီဒုက္ခဆင်းရဲထဲဟာအမြန်လွတ်မြောက်နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ် ဆေးရှောင်ပြည်သူတွေအနေနဲ့ဝက်ဖူကထောက်ပံ့ပေးတဲ့လဆင်ထောက်ပံ့ရေးခံငွေတူကိုချက်သုံးတောင်းချင်ရရှိနေကြတာဖြစ်ပြီးမနိကဒီစင်ဘာလာကစားပြီးတော့အခုထိမရရှိသေးတာဖြစ်တယ်လို့သိရပါတယ်။ထောက်ပံ့ရေးခံငွေ80ရာခိုင်နှုန်းရရှိတဲ့သူတွေကတော့တာမန်လူတွေဖြစ်ပြီးတရားရာခိုင်နှုန်းရရှိတဲ့သူတွေကတော့တက်ကြီးရွယ်ဦးတွေပဒံစွမ်းတွေနာသာရှည်ဖြားနာသူတွေနဲ့တခြားမိသားစုထက်ပုံမှုခက်ခဲတဲ့သူတွေဖြစ်တယ်လို့သိရပါတယ်။ စကားအတွင်းကပြည်သူတွေရဲ့ကျန်းမာရေးအတွက် KBC အတင်းချုပ်ကကျန်းမာရေးအဖွဲ့ကနေတလကိုနှစ်ချိန်လောက်လာရောက်စစ်ဆေးပြီးလိုအပ်တဲ့ကျန်းမာရေးဆောင်ရှောက်မှုတွေနဲ့တခုရဲ့တန့်ရှင်ရေးကိစ္စတွေကိုဟောပြောတာအသိပညာပေးတာတွေနဲ့ကုညီကုသပေးတာတွေရှိလို့အဆင်ပြေတယ်လို့လည်းစိတ်ဆောင်တွေစီရတည်ရပါတယ်။အခုလိုလှဆင်ရိတ်ခါထောက်ပံ့ငွေကိုမရတဲ့သူတွေကတော့မိုင်းနာ KBC စိတ်ဆောင်စခန်းတစ်ခုသေးတာမကတပီနယ်လုံးရှိအာနာမတိန်ခင်နေတွေကတည်းကစိတ်ဆောင်ခေကြတဲ့စိတ်ဆောင်စခန်းကစိတ်ဆောင်ပြ ီသူတွေအားလုံးဖြစ်တယ်လို့လည်းစုံစမ်းသိရှိရပါတယ်။ဖီတူလူထုအနေနဲ့မိမိဒေသမှာဖြစ်ပေါ်နေတဲ့တရင်ချောင်းရတွေကိုပေးဖို့ခြံနေဆိုရင်တော့မြစ်နာတရင်ချန်နေရဲ့ Messenger အနေဖြစ်စေဖုန်းနံပါတ်09956 3993တင်းနေတဲ့ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။ကီနီပင်နီမှာဆစ်ချောင်ဦးရင်ကတောင်းကနေ9000ကျားရေရှာပမှုတန်ခန်းစားနေရတယ်လို့ကီနီပီကြားကလာအုပ်ချုပ်ရေးကောင်စီ NEC ရဲ့လူသားချင်းစာနာတောက်ထားရေးနဲ့ပြည်လိန်ထူထောင်ရေးဌာနကနေသိရပါရယ်ဆက်ဆိုင်ကတင်ဆက်ပေးမှာပါကရင်ပြည်နယ်မှာနှစ်တိုင်းရေရှားပမှုတံကိုခန်းစားနေရပြီးတော့ဖေဗရူလာကစတင်ပြီးနှွေရသည့်ကာလတိုင်းရေရှားပမှုတံကိုခန်းစားနေရပြီးရေထွက်ပေါက်ရှိတဲ့နေရာတွေကလည်းရေရရှိမှုနေပါလာတယ်လို့အထက်ပါဌာနရဲ့ဌာနမှူးကြီးခွန်မာတီးယာကမကျေနပ်တဲ့တင်ကြေညာကိုပြောပါရတယ်။ အာရေကိုဟိုအကတသုံးရတယ်ပေါ့လေနော်ပြင်းရင်ရေထွက်ပေါက်တွေမှာကရေတွေထွက်လာနဲလာတာဖြစ်တယ်ချို့နေရာမှာဆိုလို့ရှိတော့ဟိုမထွက်တော့တဲ့ဟာမျိုးတွေရှိတယ်အဲကြောင့်မလို့ဒီအရေတွေကဒီဟိုအဝေးတည်ယူပို့ဆောင်ရတဲ့ဟာမျိုးတွေဖြစ်လာတယ်ဝယ်ယူတောင်းတရတဲ့ဟာတွေဖြစ်လာတဲ့အတွက်ကြောင့်မလို့အရေတွေကိုဒီအကတနဲ့သုံးရတာဖြစ်နေပေါ့လေနော် ပြီးတော့မှဒီရေထွက်တဲ့ဒေတာတွေမှာရေနဲ့ပတ်ရှိတဲ့ဒေတာတွေမှာကဒီဒေတာခံတွေရဲ့ဒီစစ်ရှောက်တွေရဲ့ဒီလူထုထားတဲ့အတွက်ကြောင့်မလို့ဟို လို့လောက်မှုမရှိဘူးဖြစ်တဲ့အတွက်ကြောင့်မလို့အကသနေနဲ့တော့ရတာဖြစ်တော့ပေါ့လေနော်။ကရင်နီပြည်နယ်မှာ20နှစ်ရာသီ March April နဲ့ May လတွေမှာရေရှားပမှုတံကိုကြုံတွေ့နေရပြီးတော့ရေထွက်ပေါက်ရှိတဲ့နေရာတွေနဲ့ဆစ်ဆောင်စခန်းတွေဟာလည်းဝေးလံတာကြောင့်တောက်တုံးရေပြက်လက်မှုကိုကြုံတွေ့နေရတယ်လို့ Clean Yangon တာဝန်ခံကိုစီယာထွန်းကလည်းမြစ်နာတဲ့တဲ့ချန်နယ်ကိုပြောပါရတယ်။ စစ်ဘေးရှောင်စခန်းတွေကတော့ရေကိုပုံကန်အဖြစ်ထားရှိပြီးတော့ရေကိုသုံးဆွဲပေမဲ့ရေရှားပါတဲ့အချိန်မှာအင်ထောင်စုတစုကိုတရက်နှစ်ပုံအဖြစ်အကန့်အသတ်နဲ့သုံးဆွဲနေရတဲ့စစ်ရှောင်စခန်းတွေလည်းရှိနေတာဖြစ်ပါတယ်အခုနေရဒီကာလမှာကရင်ပြည်နယ်တော်တော်များများမှာရေရှားပမှုပြဿနာကိုကြေကြေပြန့်ပြန့်ကြုံတွေ့နေရပြီးတော့လွယ်ကော်မြို့နယ်အရှိချမ်းဒီမော့ဆိုမြို့နယ်အရှိနောက်ဖရူဆိုအရှိနောက်ဖဲခုံမြို့နယ်အရှိအနောက်ဒေသတွေမှာပြီးခဲ့တဲ့ဖေဖော်ဝါရီလကစပြီးရေရှားပတဲ့ပြဿနာကိုကြုံတွေ့နေရတယ်လို့ IEC ကဆိုပါတယ် စစ်ဘေးရှောင်တွေအတွက်စာနာရေးခါလိုအပ်ချက်အပြင်အခြားစိန်ခေါ်မှုတွေကြောင့်စိတ်တန်ရာရရှိနေခြင်းရေရှားပါမှုကိုကြုံတွေ့နေရတာကလည်းစိန်ခေါ်မှုတရဖြစ်နေတာပါဒါအပြင်ရေရှားပါမှုရဲ့နောက်ဆက်တွဲအနေနဲ့တကောရေးကျမ်းမာရေးစိန်ခေါ်မှုတွေလည်းရှိရလို့ကိုစီယာထွန်းကပြောပါတယ် အခုစရအရေးပြားတဲ့ယောဂတွေဖြစ်လာကြတယ်ဗျ။အဲလိုမျိုးဆိုတော့ကျွန်တော်တို့ဆေးဝါးတွေရတယ်ရှားတယ်ဗောနော်ဆေးဝါးတွေရစစ်ကောင်စီကကျွန်တော်တို့ဘက်ကိုပေးမတဲ့ဘူး။အဲဒီဖန်စီရတွေနှောက်ရှက်ပြရတွေပစ္စည်းသိမ်းတာတွေလုံနေတယ်ဆိုတော့ဆေးဝါးရရှိမှုရတဲ့စိန်ခေါ်မှုတွေဆိုတော့ဒီယာနာမှုကိစ္စတွေအရေးပြားဆိုင်ရာယောဂတွေတော့ကြတော့ဒီရေမတန်ရှင်းတဲ့ရေတွေရေရှားပါမှုတွေနောက်ဆက်တဲ့အဲလက္ခဏာတွေဗောနော်အခုချိန်မှာတော့ဒီမော့ဆိုအနောက်ချမ်းမှာစစ်ဆောင်စခန်းတရာကျော်ရှိပြီးဖရူဆိုဖေခုံဘက်အချမ်းအပါဝင် ရင်နီမှာစစ်ဘေးရှောင်တဲ့ဒင်းကျော်ခေလုံနေရတာလည်းဖြစ်ပါတယ်။ကရင်နီပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ပြန်လည်ထူထောင်ရေးဌာနနဲ့စစ်ဘေးရှောင်တွေကိုကူညီနေတဲ့အဖွဲ့အစည်းတွေကတနိုင်တဲ့များရေးပေးဝေရေးကိုလှုပ်ဆောင်နေပေမဲ့နေရာကျယ်ပြန့်ပြီးတော့လူဝေများပြားတာကြောင့်ဖြစ်စီပေးနိုင်တဲ့အခြေအနေမျိုးမရှိဘူးလို့ IEC ကဆိုပါတယ်။အာနာတိန်ပြည်နောက်ကရင်နီပြည်နယ်မှာစစ်ဘေးရှောင် ပြည်သူ၃သိန်းကျော်ရှိနေတယ်လို့ IEC ကထုတ်ပြန်ထားပါတယ်။ ရှောင်မြောက်ဒေတာမှာဖြစ်ပေါ်နေတဲ့မြေပြင်အငင်းပွားမှုနဲ့ပတ်သက်ပြီးနှစ်ဖက်အဖွဲ့အစည်းတွေကြားဗဟုအဆင်ဆွေးနွေးမှုတွေလှုံ့ဆော်မယ်လို့ဖော်ပြလာတာဘီတူလူထုရဲ့သဘောဆန္ဒကိုရယူမယ်လို့ဖော်ပြလာတာဟာအပြုသဘောဆောင်ပြီးဘီတူကိုမျက်နှာမူလက်အရေးကိစ္စတွေဖြစ်ရှင်းကြမယ်အပြရုပ်တွေဖြစ်တာကြောင့်ကြိုးဆူကြောင်းအမျိုးသားညညီအစိုးရအညူကြီးကဒီကနေ့မတ်လ14ရက်နေ့မှာသဘောထားထုတ်ပြန်လိုက်ပါတယ် ပြည်သူကိုအဓိကထားပြီးတိုင်းဒီဆောင်ရွက်ကြတဲ့ဒေါ်လာရင်းအဖွဲ့အစည်းတွေဖြစ်တဲ့အားလျော်စွာပြည်သူကိုမျက်နှာမူတဲ့အနီနာရင်းနေတာကြုံတွေ့နေတဲ့အခက်အခဲတွေကိုရင်ဆိုင်ကျော်လွှားနိုင်မှာဖြစ်တယ်လို့ပြည်သူကလိုလားတောင်းတလျက်ရှိတဲ့ Federal Democracy ပြည်တော်စုပန်တိုင်ကိုအရောက်ချီတက်နိုင်မှာဖြစ်ကြောင်းနဲ့နိုင်ငံရေးကိစ္စတွေကိုနိုင်ငံရေးနီလန်းနဲ့ငင်းချမ်းစွာဖြည့်ရှင်းဆောင်ရွက်ကြရမှာမြို့သားညီညွတ်ရေးအစိုးရအနေနဲ့လိုအပ်သလိုကူညီဆောင်ရွက်ဖို့အသင့်ရှိကြောင်းလည်းဆိုထားပါဗျာ။ မိတို့တော်လိုင်းရဲ့အဖွဲ့အစည်းတွေအားလုံးဟာဗီဒီယိုလူထုရဲ့လိုလားဆန္ဒကိုဖြည့်ဆည်းနိုင်ဖို့အကြိုပန်းနေကြကြိုးရိပ်ပြီးဗီဒီယိုတွေအစိုးရတော်ကရရောကြစေဖို့ဖြေလျှော့ဆောင်ရွက်ပေးဖို့လည်းအထူးတောင်းဝန်ရှိတဲ့အလျောက်နှစ်ဖက်အဖွဲ့အစည်းတွေရဲ့အကောင်ဆောင်တွေကမိဖက်ပဏိပခါတွေအဖြစ်နဲ့တာရှုမြင်ကြောင်းနဲ့နိုင်ငံရေးနီးနေတာဖြစ်ရှိမယ်ဆိုတဲ့တနေ့ထံချမှတ်ထားကြောင်းကိုကြားသိရတဲ့အတွက်အထူးကြိုဆိုရလို့ထည့်တွင်ဖော်ပြချတာပါ။ တသက်သေးမှာပဲအဖက်ဖက်ကအင်အားချီနေအရင်နေလဲရှိတဲ့အချမ်းဖက်စစ်ကောင်စီအဖို့ဒလိုင်းရာစုတွေအကြားတက်ရှုံတွေခွေရေးဟာသူတို့ရဲ့အဓိက view ဟာဖြစ်လာရဆိုတဲ့အချက်ကိုလည်းအားလုံးသတိပြုပြီးဖြစ်တယ်လို့ဆိုထားပါတယ်တတလောပေါပေါတော့အောက်ခြေပုတ်တဲမှုများမှသည်လူမျိုးရေးအမုံတရားစီပြန့်ကျင်မသွားစေရန်အတွက်နဖက်အဖွဲ့စီကောင်းဆောင်များအနေဖြင့်ထိန်ချောင်းဆောင်ရွက်နိုင်မည်ဟုယုံကြည်ပါသည်နဖက်မျက်နှာချင်းဆိုင်တွေးဆုံညီနိုင်လဲပြည်ထနာအများစုအားအခက်အခဲမရှိ ဖြည့်ရှင်းပြေလည်စေနိုင်မည်ဟုလည်းနားလည်ပါရိတ်လို့ ထုတ်ပြန်ချက်မှတွေ့ရပါတယ်။နေငင်အမြင်ပေါ်မှုတွေနဲ့ပတ်သက်ပြီးကံဦးကံဤဘက်ကလည်းပြည်သူသဘောထားရယူပြီးဆွေးနွေးညှိနှိုင်းသွားမှာဖြစ်တယ်လို့ထင်နေဝေဘက်ကလည်းဘ ਹੁ နေဆွေးနွေးညှိနှိုင်းမှုတွေလောက်ဆောင်သွားမှာဖြစ်တယ်လို့အတိအကျပြောဆိုထားကြတာဖြစ်ပါတယ်။1996ခုနှစ်ဖေဖော်ဝါရီလ14ရက်နေ့ကကချင်ပြည်လူလက်ရေးအဖွဲ့နဲ့ပလောင်ပြည်နယ်လူမျိုးရေးအဖွဲ့တို့ဟာ ညညရေမဟာမိတ်စာချုပ်ကိုချုပ်ဆိုခဲ့ကြပြီးကချင်အမျိုးသားတွေနဲ့ပလောင်အမျိုးသားတွေဟာနေမြေချင်းကက်လျက်အေးအတူပူအမြအတူတကွာနေထိုင်လောက်ကိုင်းစားတော့လာခဲ့ကြတဲ့အမျိုးသားတွေဖြစ်ကြောင်းနဲ့နိုင်ငံရေးခံယူချက်ချင်းသူညီကြကြောင်းအသည့်အလင်းဖော်ပြချတဲ့အပြင်တဖွဲ့ရဲ့အကျိုးကိုတဖွဲ့ကအားပေးထောက်ခံသွားမှာတမကကုညီရင်ပင်သွားမယ်လို့လဲစာချုပ်မှာဖော်ပြချတယ်လို့အန်ယူဂျီကဆိုပါတယ် စာချုပ်ပေါ်အရေးကြီးဆုံးမှတ်သားအပ်တဲ့အချက်ဟာအဖွဲ့အစည်းနှစ်ဖွဲ့ကြားဖြစ်ပေါ်လာတတ်တဲ့မိဒီပဏိပခများကိုမဆိုမိဖက်ပဏိပခဖြည့်ရှင်နည်းပြတာဖြည့်ရှင်သွားမယ်ဆိုတဲ့အချက်ဖြစ်တယ်လို့လည်းဆိုထားပါရယ်ပြီးကြတဲ့လပိုင်းတွေကလေးကရှောင်းမြောင်ဒေတာမှာကကြွလရေးတမတော် KIA နဲ့တောင်းအမျိုးသားလူမျိုးရေးတမတော်ထင်းနံဝေတို့နှစ်ဖက်သက်အဖွဲ့ရဲ့အောက်ခြေတပ်သားတွေကြားမကြာခဏဆိုသလိုနေငယ်အမြင်ပွားမှုတွေခက်ဆိတ်ဆိတ်ဖြစ်ပေါ်နေရလဲဖြစ်ပါရယ် ကန်ရီထင်းချုပ်ရာသမာ၆နေမီကဒီမာဒေတာဘတ်အပြင်နမ်အုံနံပါတ်ကမုံဝီမုံကိုစားရနေရာဒေတာတွေဘတ်မှာလောက်ခံတတ်တာတွေအချင်းချင်းအင်အားပြအငင်းပွားမှုတွေဖြစ်ပွားခဲ့တာပါအငင်းပွားမှုတွေအတွင်းကံရီတက်တာတွေနဲ့ထင်းနွေတက်တာတွေခရံဖြစ်ပွားတာထင်းနွေတက်တာတွေကကံရီတက်တာတွေကိုထိုးချိတ်တာအပြင်ထင်းနွေဘက်က ကံရီဂိတ်တွေနဲ့ဆက်ဆံရေးယုံတွေကိုအင်အားနဲ့ဝင်ရောက်ဖျက်ဆီးပြီးတပ်သားတွေကိုဖမ်းဆီးတာမျိုးတွေလည်းလှုပ်ဆောင်ခဲ့တာကိုလူမှုကွန်ရက်ဆောင်မျက်နှာတွေမှာတွေ့ရှိခဲ့ရပါတယ်။မြစ်နာသတင်းချန်နယ်ရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်အတွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်နာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသင်လဲစောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါပြီ။